ောเนาะရွေးချယ်မိတဲ့အကြောင်းအရာကြတော့တခြားအရာတွေထက်အကိုကအလုပ်ပေါ်သူတာဝန်ကြီးတယ်ဘယ်လုံးဆို तू လုပ်တဲ့ तू တာဝန်လိုက်တဲ့အလုပ်ဆိုလို့ရှိရင် तू စေတနာထားလုပ်ပြီးတယ်အကိုရဲ့စိတ်ရင်းစေတနာမြရတယ်အဘယ်ပြောမလဲမိသားစုလိုနှွေးထွေးတယ်ပေါ့เนาะကိုရဲ့ပညာကိုလည်းလေးစားတယ်ပြီးနောက်တစ်ချက်ကအမားတို့ကအလှကုန် skin care ဖြစ်တယ်ပေါ့နော်အကိုရဲ့ပညာနဲ့လုံးဝအဆက်တဲ့အတွက်အကိုအများကြီးထဲမှာအကိုရွေးချယ်လိုက်တာပါအကိုကြီးရောင်းဆောင်ရဲ့လားအစီအပြေရဲ့လားဆိုပြီးမေးတဲ့အခါကျတော့ကျွန်တော်ကဘယ်လိုဖြစ်လဲဆိုတော့အိမ်ငယ်ငယ်ကြီးကိုဒီလိုကြီးပြီးလိုက်တာ ပြီးတော့လေရောင်းကောင်းတော့အားကြီးလို့လေထုတ်လို့တော့မနိုင်ဘူးလေ။ဟုတ်။အဲ့တော့လည်းရတဲ့ကြီးပြီပါဟုတ်။အဲ့တော့အဲ့တော့ရမ်းပြော်သွားတော့ဘာတော့စိတ်ခဲပါလေ။ โอเคပါဒီနေ့အခမ်းအနားလေးကတော့အားလုံးသိပြီးသားဖြစ်တဲ့ MD Skin Care မြန်မာရဲ့ပေါ့เนาะအာ second year anniversary ပေါ့ဒုတိယနှစ်မြောက်နှစ်ပတ်လည်ခမ်းအနားလေးလေးဖြစ်ပါတယ်ပြီးတော့တစ်နှစ်ပတ်လုံးမှာရောင်းအားကောင်းတဲ့ကိုယ်စလဲတွေကိုဒီနေ့မှာထိုက်တိုက်တက်တက်နဲ့စုချင်းမြင့်တဲ့ပွဲလေးလေးဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ကုတာကီကိုဟောရီယမဆင်အာဒါကျွန်တော်ရဲ့ founder ပေါ့เนาะ MD Skin Care မြန်မာရဲ့ founder မဆင်အဲဒီ company ကနေကျွန်တော်ဒုတိယနှစ်အတွက်ဒုတိယအကြိမ် brand ambassador ထပ်မံပြီးတော့ခန့်အပ်တဲ့ပွဲလေးဖြစ်ပါတယ်ခင်ဗျအဲအခု brand ambassador ခဏဒါဆိုရင်ဒါဒုတိယနှစ်မြောက်ပေါ့နော်မနစ်ကတနှစ်အခုတနှစ်နောက်ရှစ်ဆက်ပြီးတော့လက်တွဲဖို့ပေါ့နော်အများကြီးဘယ်ပဲမဲ့ MD brand တရှိနေသေးအခုနဲ့ကြွယ်ဖို့တည်ဆုံးပြတ်ထားပါတယ်။ဘာလို့လဲဆိုတော့စိတ်ဓာတ်ကိုစိုက်လို့ပေါ့နော်။ရွေးချယ်မိတဲ့အကြောင်းအရာကြတော့တခြားအရာတွေထက်အကူကအလုပ်ပေါ် သူတောင်းဝင်ကြည်တယ်ဘယ်လုံးဆိုသူလုတ်တဲ့သူတောင်းဝင်လိုက်တဲ့အလုပ်ဆိုလို့ရှင်သူစေတနာထားလုပ်ပြီးတယ်အခုရဲ့စိတ်ရင်းစေတနာမရတယ်အာဘယ်ပြောမလဲမိသားစုလိုနှွေးထွေးတယ်ပေါ့နော်ကိုယ့်ရဲ့ ညာကိုလည်းလေးစားတယ်ပြီးနောက်တစ်ချက်ကအမားတို့ကအလှကုန် skin care ဖြစ်တယ်ပေါ့နော်အကိုရဲ့ပညာနဲ့လုံးဝ asset တဲ့အတွက်အကိုအများကြီးထဲမှာမှအကိုရွေးချယ်လိုက်တာပါ Okay အဲ့တော့လည်းကျေးဇူးရမ်းတင်ပါတယ်ပြီးတော့အာပထမတစ်နှစ်ပြီးတော့အခုဒုတိယတစ်နှစ်ထပ်ပြီးတော့အာဟိုခန့်ရတဲ့အတွက်လည်းကျေးဇူးတင်တယ်ပြီးတော့အခုဒီ media တွေရှေ့မှာ MD brand တရှိနေသေးသေးဒါလက်တွဲသွားကြမယ်ဆိုတဲ့အတွက်လည်းရှင်ထဲမှာပြောမပြတတ်အောင်ပြီးသည့်ဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာဟုတ်တယ်မပြောတာဟုတ်တယ်အခုမှထုတ်ပြန်အာကျွန်တော်တို့ရာလေးဒါဟိုလှုပ်လှုပ်ဖို့ဟိုဘာဘယ်လိုပြောရမလဲအဲ လိုပြောစီးပွားဘက်တွေပေါ့နော်စီးပွားဘက်တွေဆိုပေမဲ့အာဘယ်လိုပြောရမလဲတယောက်နဲ့တယောက်ကမိသားစုလိုမောင်နှမလိုတိုင်တိုင်မင်းမင်းနဲ့အဲ့လိုမျိုးလှုပ်ကြတဲ့အခါကျတော့လေပေါ့ပေါ့ပပနဲ့ပဲဒါတစ်နှစ်ဆိုတာလေဘယ်လိုမှမသိဘူးဖြတ်ကျော်လိုက်တာဒီတစ်နှစ်အတွင်းမှာလည်းဘာပြဿနာမှလည်းမရှိသလိုဘာမှလည်းညှိနှိုင်းစရာမရှိတာညှိစရာကိုမလိုတာပေါ့နော်မစင်ဒါလှုပ်ချင်တဲ့ဆိုမစင်ကလည်းလှုပ်အာကျွန်တော်ကလည်းလှုပ်မယ်မစင်ကလည်းဟိုဟာလေးလှုပ်ချင်တဲ့ဆိုကိုကလည်းလှုပ်မယ်ပေါ့နော်အဲ့လိုမျိုးလေးနဲ့ဒါအာဖြတ်တန်းသွားတဲ့အတွက်ကြောင့်မလို့ပါဒါနားလည်းကိုတယောက်တယောက်ကြောင့်မှာ နားလည်မှုနဲ့လေးထားမှုလေးစားမှုတွေထားကြတာပေါ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ဟုတ်ကဲ့ပါအာဒီ MD brand ကပေါ့နော်အမှတ်တရတွေအများကြီးရှိခဲ့ပါတယ် MD brand ကိုမြန်မာနိုင်ငံမှာစပြီးတော့မိတ်ဆက်တဲ့အခမ်းအနားလေးပေါ့နော်အဲ့အခမ်းအနားလေးမှာမက်ဆေ့ကကျွန်တော်ကိုမိတ်ကပ်လိမ့်မှုခေါ်တာပေါ့နော်မိတ်ကပ်လိမ့်မှုခေါ်တဲ့အတွက်ကျွန်တော်အဲ့နေရာမမရရအညောင်လေးမရနေပြန်လာပြီးတော့ Novotel ကိုတန်းဝင်ပြီးတော့မှမိတ်ကပ်လိမ့်မိတယ်ပြီးတဲ့အခါကျတော့မိတ်ကပ်လိမ့်လိမ့်ပြီးတော့ကိုယ့်ရဲ့ customer တော့ဒါကိုက ဆန်နေစင်းနေနဲ့တွေ့ဆုံမှုဆိုပြီးတော့ဒါလှုပ်ပေးလိုက်တာပေါ့လှုပ်ပေးတယ်မှာလိုက်ပို့တာပေါ့လိုက်ပို့တဲ့အချိန်မှာဆန်နေစင်းတွေကလည်းကျွန်တော်နဲ့အတူတူ interview မဲဆိုပြီးယူကြတဲ့အချိန်မှာဆန်နေစင်းသမားတွေကမှားပြီးတခါတည်းမေးချလိုက်တာအဲကိုသာကြီးရောတဲ့ brand ambassador ခန့်တဲ့ဘယ်လိုဖြစ်လို့ခန့်ပြစ်သွားတာလဲတဲ့ဆိုပြီးတော့ interview မှာနော်တိုက်ရိုက်ကြည့်မေးချလိုက်တာ အဲ့မှာကျွန်တော် brand ambassador ခန့်မှုလည်းစကားမပြောရသေးဘူး။ဥမာတို့စိတ်ထဲမှာလည်းခန့်မှုအစီအစဉ်ရှိကောင်းလည်းရှိမယ်ပေါ့။ဒါပေမဲ့ brand ကိုစပြီးမိတ်ဆက်တုံးရှိသေးတယ်ပေါ့နော်။မီဒီယာတွေကမှားပြီးကျွန်တော်ကျွန်တော်နဲ့ message ကိုတိုက်ရိုက်မေးချလိုက်တာပေါ့နော်။အဲ့ဒါလေးကတော့အမှတ်တရပါပဲခင်ဗျာ။အဲ့ပြီးတဲ့နောက်မှာတော့အမားတို့ကကျွန်တော်ကန်းလန့်လာတယ်ပေါ့နော်။အဲ့ကန်းလန့်လာတဲ့အခါမှာအာကျွန်တော်မှာပေါ့နော်အမအပြင်နောက်ထပ် brand နှစ်ခု၃ခု ကျွန်တော်ဗျိုင်းလူကမ်းလှမ်းတာပေါ့နော်ကမ်းလှမ်းတဲ့အချိန်မှာအရန်နာမည်ကြီးပြီးသားဖြစ်တဲ့ brand တစ်ခုလည်းပါတယ်ဒီ MD ဆိုလို့ရှိရင်မြန်မာပြည်မှာစတင်ပြီးတော့ဒါလုပ်ငန်းကိုစလုပ်တဲ့ brand ဖြစ်တယ်ပေါ့နော်ကျွန်တော်တွေးတာပေါ့ဘယ် brand ကိုကျွန်တော်လုပ်ရင်ကောင်းမလဲဆိုတဲ့အချိန်မှာဒါ ဟိုဘယ်လိုပြောရမလဲလုံစီးပွားရေးလောက်တယ်ဆိုတာဒီစီးပွားရေးတစ်ခုတည်းလည်းကြည့်လို့မရဘူးဟိုအဖက်ဖက်ကနေကြည့်မှရမှာဆိုတော့စိတ်ကလေးနဲ့ကျွန်တော်လေ့လာကြည့်တဲ့အခါမှာဒီ MD brand ကိုဦးဆောင်တဲ့ဒါ founder မက်ဆင်ရောမက်ဆင်ရဲ့အမျိုးသား CEO ကိုစာနေရောကလည်းအရန်စိတ်တဘောတာကောင်းတယ်ပြီးရပြင်သူတို့ပစ္စည်းထုတ်ရခြင်းရဲ့ရည်ရွယ်ချက်ကလည်းမြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်တင့်တင့်လောက်ပါတဲ့ပတ်စံနဲ့တကယ် quality ပစ္စည်းကိုတုံးရပါစေဆိုတော့တကယ်နိုင်ငံသား brand တွေရဲ့ quality နာမည်ကြီး brand တွေရဲ့ quality ကိုမှီကိုမှီတာเนาะအဲ့လိုမျိုး quality မျိုးကိုဒီမြန်မာနိုင်ငံသူနိုင်ငံ ံသားတွေအများသောအားဖြင့်သုံးနိုင်တဲ့ဈေးမျိုးလေးနဲ့သုံးသုံးပါစီဆိုတဲ့စိတ်မျိုးနဲ့တို့အလုပ်လုပ်တာကိုမြင်ရတဲ့အတွက်ကျွန်တော်အရန်လေးစားပါရတယ်။ထုတ်လို့မလောက်လို့တောင်မှာပေါ့နော်အရင်နည်းတွေအရန်ကိုထည့်ရတာပေါ့နော်ပစ္စည်းတွေအရန်ထုတ်ရတယ်ကျွန်တော်နဲ့စပြီးလက်တွဲတော့ဆိုရင်6မျိုးပဲရှိသေးတာအခုဆိုရင်18မျိုးရှိသွားပြီပစ္စည်းတွေအဲ့အဲ့လောက်ထိအောင်အောင်မြင်သွားတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့နောက်ရှေ့လာကြလို့ရှိရင်လည်းဒီ MD brand ကိုကျွန်တော်တို့ကယူရီးယားမှာထုတ်တာယူရီးယားစက်ရုံမှာထုတ်တာအဲ့ဒီစက်ရုံမှာကိုရင်ကိုကြ ကိုတိုင်းကကိုတိုင်းသွားရောက်ပြီးလေ့လာပြီးတော့မှထပ်ပြီးတော့ဗီဒီယိုတွေလည်းထပ်ပြမယ်ကိုတိုင်းလည်းသွားလေ့လာမယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ချက်ရတဲ့မိဘပြည်သူတို့တင်ပြတဲ့အခါမှာအာနက်နက်ဆိုင်ဆိုင်လေးတင်ပြခြင်းနဲ့စိတ်နဲ့ကျွန်တော်တို့အဲ့ဒီအစီအစဉ်တွေလည်းဆက်ပြီးလုပ်အောင်ပါခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်အဲ့တော့မြန်မာပြည်မှာရှိတဲ့အမျိုးသမီးတိုင်းလှကျင်တဲ့ဆိုရင် MD ကိုသုံးပါလို့